ကာဗနာသဘောတရားရှင်းပြပါလားအခုတဲ့ okay ကာဗနာသဘောတရားကကျွန်တော်ဗီဒီယိုဖိုင်လေးတင်ထားတော့ရှိတယ်ဒါပေမဲ့ကျွန်တော်တို့ဒါတစ်တော့ရဲ့သဘောတရားရာကျွန်တော်ကအရင်ဟာတွေတချို့ဟာတွေမပြပြီးတာရှိရပါတော့အဲကျွန်တော်နောက်ရကြုံရင်တော့ဗီဒီယိုလေးထပ်ပြီးလုပ်ပြပါမယ်ဒါမှမဟုတ်လည်းအရင်ဗီဒီယိုလေးရှာပြီးကျွန်တော်ထပ်ပြီးတော့ share ပြပါမယ်နော်အဲကာဗနာသဘောတရားတော့ရှင်းနေဗျာကျွန်တော်ကလစ်သူကတော့ကလစ်ကာဗနာကိုမေးထားဖြစ်တယ်မြန်မာတော့ကာဗနာသဘောတရားပဲမေးထားပါတော့ဒါပေမဲ့နောက် comment တစ်ခုမှာတော့ကလစ်ကာဗနာကိုထပ်ပြီးရေးထားဖြစ်တယ်ကလစ်ဘင်းကာဗနာဘုံသဘောတရားပေါ့ကလစ်ဘင်းကာဗနာဘုံကကျွန်တော်ဟို အလုပ်လုပ်ငန်းဆောင်တာကတခုတည်းမဟုတ်ပါဘူးဘယ်လိုတခုတည်းမဟုတ်တာဆိုချက်ပြရှင်းပြပေးမယ်ကျွန်တော်တို့ဘိန်းနာမည်ကအော်တိုဘိန်းလို့ခေါ်တယ်အော်တိုဘိန်းဆိုရတဲ့ကျွန်တော်တို့ကအလူလျောက်စနစ်တွေပါတယ်ဘယ်လိုလူလျောက်လဲဆိုတော့ကျွန်တော်တို့ဂီယာထုတ်စရာမလိုဘူးဂီယာပါတယ်โอเคအဲဒီအစားအဝိုင်းမှာတချို့ဒါမျိုးနားမလည်ရရှိပါတယ်အော်တိုဘိန်းဂီယာပါတယ်ဆိုတော့မျက်စိရှုပ်သွားမယ်တကယ်တော့ဂီယာပါပါတယ်အဲ့ဒီဂီယာကကျွန်တော်တို့ကဒါကနံပါတ်1ဒါကနံပါတ်2ဒါကနံပါတ်3ဒါကနံပါတ်4ဆိုပြီးတော့ဂီယာထိုးစရာမလိုပါနဲ့လို့သူ့အလိုလျောက် အဲဒီကာဗနာအုံဘက်ကနေပြီးတော့ချင်းပေးပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကဗီဒီယိုဖိုင်လေးလက်ရှိပါတယ်ဒီကာဗနာရှူးရဲ့သဘောတရားတော့ရှင်းနေကျွန်တော်တို့ကအဲလီဘာမတင်ခင်မှာဘိန်းကိုမချိတ်သေးဘူးကျွန်တော်တို့ဒီတိုင်းပဲဖရီဖြစ်နေသေးတယ်ပေါ့နော်အဲ့တော့ဆက်နိုးရတဲ့တမ်းမထွက်သေးဘူးပေါ့အဲလီဘာတင်ပြီဆိုပြီးတော့ RPM မြင့်လာပြီဆိုမှဂါဗနာရှူးကကျွန်တော်တို့ဘေးကိုကားထွက်လာပြီးမှခုနကဂါဗနာဆလောင်းကိုပို့ပြီးမှဘိန်းကိုဆွဲလှည့်ပြီးမှချိန်ပြီးတော့ထွက်သွားတယ်ဒါကတော့ဂါဗနာရှူးရဲ့အလုပ်လို့ပေါ့ဒါပါပဲခုနကဂီယာချိန်တာဆိုတော့ဂါဗနာခုနကနောက်ဂါဗနာအထိုင်ရဲ့ ပူလီပဲခေါ်ခေါ်ကြပါတယ်เนาะဂါဗနာဆလောင်းရဲ့ပူလီကနေပြီးတော့မှာဘတ်ဂျိုးကိုကျွန်တော်ကအဲလူသလူအတိုးလျှော့လုံနိုင်တယ်အရှိက6လုံးပေါ်အထိုင်း6လုံးပေါ်ဘန်းနှစ်ခုနဲ့ကျွန်တော်ပတ်တာဂျိုးကိုလည်းလူသလူခီယာချိန်နိုင်တယ်ဘလို့ချိန်ပြီးမှလဲဆိုတော့အရှိန်အမြန်ရင်များတယ်လို့လူခီယာနေ1ကနေ2နှစ်ကနေ3 3ကနေ4ကိုပြောင်းတယ်လို့သူကသူအလိုလျောက်6လုံးပေါ်ရဲ့ကျွန်တော်အဲအလေးချိန်ဝိတ်နဲ့ခဏကပင်ရန် ချိန်တဲ့ပုံစံမျိုးချိန်သွားတာเนาะပင်ရချိန်တာတော့မဟုတ်ဘတ်ကျိုးကနေရချိန်သွားတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်ရက်ကိုဗီဒီယိုလေးထပ်လုပ်ပေးပါမယ်မျက်စိတည်းမြင်သားအောင်ဒီတိုင်းပြောရင်တော့အဲမျက်စိတည်းမမြင်သားမှာစိုးလို့ပါအဲဗီဒီယိုတော့အရင်တော့တင်ထားတယ်ဗျာတကျော်ရှာရင်လည်းရှာကြည့်ပါဦးเนาะကျွန်တော်လည်းအဲအလုပ်ကလည်းကျွန်တော်ကြက်နေတဲ့အတွက်တစ်ခါကြရင်ကျွန်တော်ဗီဒီယိုကရိုက်ပေးမယ့်လူမရှိဘူးကျွန်တော်လည်းကိုယ်တိုင်အလုပ်ဝင်လုပ်နေရတယ်တပည့်တပည့်တွေလည်းအကုန်လုံးကအလုပ်လုပ်နေရတော့တစ်ခါကြရင်ကင်မရာမင်းခေါ်ဖို့တော့အဆင်ပြေချင်နေရှိပါတယ် အဲ့တော့ကျွန်တော်အဆင်ပြေတယ်ကျွန်တော်ကြုံကြိုက်တယ်အားတယ်ဆိုရင်ဗီဒီယိုလေးထည့်လို့ပြပါမယ်အဲ့ဒီဗီဒီယိုလေးရှိတော့ရှိပါရှာကြည့်ပါနော်ခဏက၆လုံးပေါ်ကာဗနာအုံအကြောင်းအဲပတ်တာကျူးအကြောင်းကာဗနာရှူးအကြောင်းအသေးစိတ်ရှင်းထားဗီဒီယိုရှိပါတယ်ကျွန်တော်ထပ်ရှာကြည့်ပါမယ်ကျွန်တော်ရှာကြည့်လို့တွေ့ရင်လည်းကျွန်တော်လည်းရှာတာကတော်တော်ရှာကြည့်ပါမယ်ကျွန်တော်ရဲ့ဝေါ်ထဲကိုအားရင်ဝင်ရှာကြည့်ပါရှိပါတယ်နော်ဟိုးအောက်ထက်တော့ဖြစ်ပါလိမ့်မယ်ကျွန်တော်အများကြီးကြော်သွားလောက်ပြီးဖြစ်ပါတယ်အဲ့တော့ဒီတဲ့ပို့ပြီးအသေးစိတ်နားလဲဆိုရင်တော့ဆိုင်ကယ်မှာလုံးလုံးပုံကိုတခြားပြပြီးရှင်းထားဗီဒီယိုလေးကိုရှာကြည့်ပါဗျာကျွန်တော်လည်းအားရင်တော့ထပ်ပြီးတော့ ဗီဒီယိုလေးလုပ်ပြီးတော့တင်ပေးပါမယ်။ဘာလို့ဆိုတော့ကျွန်တော်အလုပ်တွေမအားတဲ့ကြားအနေစူးစမ်းပြီးတော့ကျွန်တော်မျှဝေမှုတွေလုပ်ပေးနေရဖြစ်ပါတော့။အလုံးစင်ပြေသေးဦးတဲ့